ဒီနေ့ကျွန်တော်တို့မွေးကြမွေးနေ့ကိုတခါပဲမွေးတယ်ဒီကွာဒါပေမဲ့ကျွန်တော်တို့ဘယ်နှကြိမ်လောက်ကြေးပါကြတယ်တနည်းမှာအကြီးတကယ်လို့မှာပါမထမွေးနေ့ကိုကျွန်တော်ဆွေးနွေးခဲ့ပါတယ်ဒီနေရာမှာနောက်ထောင်ပူတည်တဲ့ပုဂ္ဂိုလ်များကိုကျွန်တော်နေတူတူလေးတစ်ခုတိုက်တော့ခြင်းလို့ပါကဲ့ဒီမွေးပြီဆိုတဲ့မွေးနေ့ဒီအရှိပဲရှိပါတယ်လူတယောက်မှာဒါပေမဲ့တနည်းမှာတခါတော့ပါမချစ်တခုနေနဲ့မွေးလို့ကြတယ်အဲ့ဒီတနည်းမှာတခါမွေးလို့ပြီးတော့ happy birthday to you ဆိုပြီးတော့ ်ကလေးလေးတွေဆက်လုပ်ပေးတယ်ခုနအသက်ကြီးတဲ့လူကြီးတွေလုပ်ပေးတယ်နောက်ဆုံးကျွန်တော်ပြေခု၈၅နှစ်မှာဝင်နေဆိုပြီးဇန်နဝါရီ၃ရက်နေ့ကျွန်တော်ခဏဆက်သွားတာလေဘာလို့ကြာလဲ happy birthday to you ဒီရောက်ကောင်းပါလေလောကမှာလေဘာဖြစ်လို့လဲဒီကဘာဖြစ်လို့လဲဆိုတော့မင်းမင်းရဲ့ definition ကိုအတိတ်တွေကိုမသိဘူးမသိတော့လူတို့ဒီလောကဟာချက်မှရှိတယ်အကန့်လေအမှုတို့ဒီဘာလို့ကြာလဲအမှုလေပြောစရာကောင်းတဲ့မွေးနေ့ကဲအဲ့လိုလုပ်ကြရမို့လားတတိယဒီမွေးနေ့မှာပြောင်းရမှာ လားပုံမိကကြရမှာမှန်ပါဘူးမြင့်တဲ့သူဒီမှာတရှိတန်နဲ့ជី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 လာတာအတိတ်ပဲကိုဆောင်းတာကိုမတိမထမ်းဘူးတတိထမ်းပြီးလည်းငါဒီဗလင်းနဲ့ရောက်ပြီးပျော်စရာကောင်းလိုက်တာလို့လူတွေအားလုံးကလည်းပျော်စရာကောင်းသောမွေးနေ့ဆိုပြီးတော့လောကနေတဲ့လူအားလုံးက happy birthday ကြီးပဲပေါ်ကြတော့တယ်ဒီဒီလိုဆိုရင်အဲ့ဒီနေ့မှာမွေးနေ့ရဲ့လက်ကိုကင်ပိုးလေးနဲ့ကြည့်တာတော့ဘာလို့လုပ်ကြလဲကိမ့်မကြီးဝယ်ဆန်းရကြတော့ ပြဿနာဆိုင်တဲ့ရွှေပစိုးတွေဘာတွေဝယ်မလဲဟောကိတ်ငုံကြီးဝယ်တယ်အဲ့ဒီကိတ်ငုံကြီးပေါ်မှာဘာတွေကိုထောကြတယ်ဘုရားနဲ့ဆက်တစ်ချောင်းပေါ်နေရေးထောကြတယ်ဒီဆက်တစ်ပါးနဲ့ထောကြကြတာဒီဝိနည်းပြီးတော့ဓာကြီးကဓာကြီးကလည်းရှိပြီးတယ်ပမာနေရှိမယ်တဲ့ဓမ္မကြီးကိုထောက်ယူပြီးတော့ဖြီးကြတယ်ဖြီးပြီးတော့ရှားကြတယ်အော်ကြတယ်ကြည့်ကြည့်အောင်အဆအဆုံးအော်တာကြီးကြည့် happy birthday to you or the blam 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 jet be quirky solid ပြီးတော့ဘာဖြစ်သွားလဲအချို့တို့လိုရှိတာပဲရှင်းရှင်းလင်းလင်းပြောကြတာပဲကြည့်ကြည့်အဆောက်အဆုံးကြီးနိုင်ရင်ဘာများဒီကိစ္စမှာအကျိုးရှိလဲမရှိဘူးဆိုရင်ဘာဖြစ်လို့လူတွေလုံနေကြတယ်ဟုတ်တယ်နားမလဲတော့သူများရောင်တော့ရောင်ရတာအမောင်တောင်မှညမှန်အောင်ဒီဘာမှမကြည့်ပဲလုံနေကြတာ အဲ့ဒါလုတ်တာနံပါတ်၁အရေးကြီးဆုံးကမိစ္ဆာဒိဋ္ဌိအဆိုးဆုံးကျန်တဲ့ပတ်စံဆိုတာရှာလို့ရတယ်ပတ်စံနဲ့ကုန်းနဲ့အချိန်နဲ့ကုန်းနဲ့ငွေကုန်းအချိန်ကုန်းလူကလည်းပင်ပန်းနဲ့အချိန်ပေးရတယ်ဒီမှာနော်လူကလည်းပင်ပန်းခံရတယ်ဒါပေမဲ့အဆိုးဆုံးကအစားထိုးလို့မရတာကမိစ္ဆာဒိဋ္ဌိအယူမှားနေတယ်တကယ်တမ်းတော့ကြာတော့အဲ့ဒီငွေကြီးချလို့ရှိရင်အလုံးပန်းလေးရပြီးအော် ငါတို့ဒီတနေ့ကြီးလာပြီကဲဘာလို့ဖြစ်လဲနေဟောင်းကငါတို့ဒီဘာတွေမှခဲ့တယ်ဘာတွေပြင်ဖို့ကောင်းတယ်ပြင်ဖို့တည်းရဲ့နီးလို့တရားနဲ့ကြောက်နေကြမင်္ဂလာစကားဒီမှာတိုက်တုံးပြဖို့ကောင်းတာအဲ့လိုမျိုးမှာပေါ့ပြောကြည့်လိုက်အမေမွေးနေရှာဘောပါဖြစ်ဒီကိုလိုက်ထုတ်တာရောက်ပြန်ပြီချင်လားလူတွေနော်ကဲကောင်းပြီရပြီတော့ဒီနေ့တက်ကလော့ကီမှာရှိတဲ့မွေးမြူခွဲရဲ့အတိတ်တွေကဒီလိုကျင်းပနေပေနဲ့ဟိုဘက်ကလော့ကောက်တာအမြင်ရှိတဲ့လူကဘယ်လိုကျင်းပရမလဲခင် ကိမ့်မုန်ကြီးကိုရွှေပစောကဝဲတယ်ကဲပါမချာဆိုတဲ့မွေးနေ့ကိမ့်မုန်ကြီးဘယ်ဆန်တော့ဝဲတယ်ညိမ့်ဆိုတဲ့မုန်တိုင်းဒီကဲယုတ်ကြီးညိမ့်ဆိုတဲ့မုန်တိုင်းကတီထောင်ရင်ကောက်ပါလေကြာကျွန်တော်ဝဲပွဲသားလို့ပြောလို့အဲ့ဒီဆိုင်မှာတော့ပေါက်ဝဲခံလို့ညိမ့်ဆိုတဲ့မုန်တိုင်းကြီးကနေပြီးကိမ့်မုန်ကြီးကဘာကိမ့်မုန်လဲခန္ဓာငါပေါက်ကိမ့်မုန်ကြီးကိုဝဲလာတာဘယ်ဆန်တော့ပြရလဲဝဲရဘူး င်ဒီဆက်ကစနေငါ့ကိုထားပဲဗျာတဖို့တည်းလေနော်ကြည့်ကြည့်ခန္ဓာလောလောဆိုတဲ့ပြင်းပုံကြီးကိုဝယ်တာလေဗျာဖယောင်းတယ်ကထိုးလေနော်ဘယ်လောက်ဖြောင်းနေထိုးလိုက်ပြီဆက်ပါခေါ်လာတယ်ဆက်ကတော့မိဒီနဲ့ထိုးတဲ့ခန္ဓာငါးပါးကိုလည်းညင်နေတာဗျအဲ့ဒီခန္ဓာငါးပါးထဲမှာဆက်လိုက်တော့မိကိုထိုးပြီးမဲ့မိကဆက်လက်ပြီးလောင်းနေတယ်အဲ့ဒါကိုကျွန်တော်တို့မဟုတ်ဘူးတော့လိုတယ်ဗျာ လေမောက်ဖို့တော့လိုတယ်ဒီနေ့လောကမှာလူတွေမှတ်နေတဲ့လေကဘာနဲ့မှတ်တယ်ဆိုအဘုံနဲ့မှတ်တယ်ဒီနေ့ဒီပါဒီကမှုစားရတယ်ဗျလေမသိလို့စားတယ်အဘုံကလည်းအပေါက်စားနေတယ်ပုတ်ထားတာကျွန်တော်တို့ကေမောက်ကမှာလေစိတ်ကကဘာလိပန်ကဖြစ်ရမယ်ဝိပဿနာဘုရားကမှဆွေးနွေးပါဘူးဘုရားမောကြီးဆန်းအင်တန်ဖတ်ရှင်းပြီးတော့ညင်တဲ့တက်ပြီးရတယ်ဗျဟုတ်ပြောင်းလဲပြီးဆက်တိုင်းကိုမုတ်ပြီးပြောင်းလဲနေငိမ့်နေငိမ့်တော့ဓာတ်နေခွဲမှာဘာသာလဲ making ship ada ဒါပါလေအင်မတန်ခင်းမြတ်တဲ့ဉာဏ်ဓာတ် making ship ada သိတာထားတယ်ဉာဏ်ဓာတ်လေးနဲ့တင်ဖို့ကိုပိုင်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 ပြီးစွာလိုက်လဲဆိုရင်ကဲကြီးဖြစ်နေလားကြီးဖြစ်ပြန်ပါဘူးလို့ဒီထဲမှာတခုမှမပါဘူးပိုက်ဆံနဲ့တပြေရအချိန်တော့ပေးပြန်မလို့ဘူးအခုခွဲလို့မရဘူးလားခင်ဗျာဟာဒီပါလေအော်ရမှာအော်ရမှာအော်ရရပါလေတောင်းရတရားနေပုံပုံတခြားတာကြီး လေးဆွဲလိုက်တာဩဒီခန္ဓာကြီးလေးရှက်နေတဲ့မာမလို့ခြင်းတော့ပါကဲ့ဒီအဲ့တော့ဘယ်ချင်းဆိုဘယ်နေရာမဆိုပိုက်ဖာနဲ့တပြားမှမကုန်ပြီးတော့လည်းပဲမာမဒိဋ္ဌိအယူမှန်နဲ့ပါရမတ္ထဆိုတဲ့မွေးနေ့ကိမ္မုန်ကြီးကိုကျင့်ပါဖို့မကောင်းဘူးလားကောင်းပါဘူးကောင်းနော်မြေကြီးကြီးကိုဒါကြောင့်မလို့မွေးနေ့ရဲ့ definition ကိုစွန့်ဖွဲ့တဲ့အခါမှာအဲ့ဒီလိုမျိုးနားလဲဆိုတဲ့ကြည့်ဒီဘက်က blocking မွေးနေ့ blocking မွေးနေ့ကိုတနေ့မှတစ်ချိန်ကျပတယ် တကယ်လို့ကတစ်ဆက်ကမှအချိန်ကြီးပါရေမလို့ကြီးကြီးပါရမယ်အချိန်နဲ့အချိန်ပေါင်းဖုန်းစင်နဲ့ဖန်မပိနဲ့ဖုန်းပေါင်း6000ဖုန်းစင်နဲ့ဖန်မပိပေါင်း6000အချိန်ကြီးပါရမယ်မွေးမှာသိကြလူတွေအဲ့လိုတစ်ဆက်ကမှအချိန်ကောင်းကျင်းမခိုင်ကိုတကောင်းမှတင်တယ်နော်ကဲကျင်းပါကြမှာအဲ့လိုအနည်းမှတစ်ခါအစားကိုကျွန်တော်တက်တက်ပြောပါတယ် ယုတ်ကညာလော့ကီကိုပယ်ခိုင်းတာမဟုတ်ပါဘူးဒါလူမှုရေးရပါညာလို့ကြာကလေးတွေပြောအောင်ရှင်းအောင်လုပ်တယ်လို့ပြောပါတယ်လော့ပါဟောဒီပင်ညာမွေးနေမှာဒီဘက်ကပါရမထအတိတ်တယ်လေးတွေကိုထည့်လိုက်ကြည့်ပါဗျာဘယ်တော့အတိတ်တယ်ရှိမလဲဆိုအေးဖာရေးဒီကိန်းမနဲ့ပြီးတော့ကွာကဲပြပြလို့လေဟောကိန်းမကြီးကငင်းချေကဆိုင်ကဝေဒနာကွာတို့အငင်းတက်ချက်ပိုအဓိကကြီးကြီးတယ်ဟောမိခဏငါတော့ဒါကွာကလေးတွေနားမလဲချင်းနေပါစေဘာရိုက်နေမှုကောင်းတယ် ပစံမင်းဒီမှာလှုပ်ရှားလေးမှာပေါ်ပေါ်အောင်ရိုက်ရိုက်ကြည့်ကြည့်ကြည့်လာရင်တင်းတန်းလွယ်တော့တယ်အခုချိန်မှာကျွန်တော်တို့ဥပဒနာကိုဟိုဆက်ကျော်တဲ့လေးအထုတ်လာပြီနောက်ဆိုရင်အစဲအောင်ငါးတဲ့ချောင်းရဲ့ကလေးတွေနောက်နားရတဲ့လေးတွေဘာဖြစ်လို့ဒီဘက်ကကလေးတွေဟာညံ့နေတာကောင်းလာပါလေဒါကြောင့်မလို့ဒီဘက်ကဒီအင်တာကတိုးတက်မဲ့ခေတ်ကြီးဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဘက်ကလော့ကီမွေးနေဘွဲကိုဒီဘက်ကပါမတ်ထမွေးနေရဲ့အတိတ်ပင်လေးကိုကျွန်တော်ဘာလို့ပြောကောင်းလဲအခုချိန်ကစပြီးတော့ music ဒီချပေးစီ ကေကောင်းပြီဒါမွေးနေ့ရဲ့အဓိပ္ပာယ်ကိုပြီးပြီတေဖို့တွင်တနေ့တနေ့နီလာပြီးဘာဝင်ကြရရမင်းထိလိုက်ရမင်းဒါဒီတက်မွေးနေ့ရဲ့ definition ပဲကနဘနေ့လာပြီမွေးနေ့ဖြစ်ပေါ်ရခြင်းရဲ့ကျေးဇူးရှင်တွေကိုတိတိကျကျဒီလိုလုပ်ပါလေကဲမွေးနေ့ရဲ့ကျေးဇူးရှင်တွေကဘယ်လိုလဲဒီပါတော့အလီဆာရှင်မှာဒီပါကနေမွေးလာတဲ့ခုနကပြောပြီးပြီမိမရဲ့ကျေးဇူးတွေမိမရဲ့ကျေးဇူးတွေအောက်တည်ပြီးနောက်ခါဘယ်လိုရှိသေးလဲဆိုတော့ ဆရာအောက်ချင်မှာမိဘပြင်ဆရာလာတယ်ဆရာရဲ့ကျေးဇူးတွေကလည်းဘဝမှာတော့ဆက်ဆက်မှရှိခဲ့တယ်လောကီလောကုတ္တရာကိုနေပေါ်နေဆုံးမပေးခဲ့တဲ့ဆရာလေးနော်ပြီးတော့ဘဝကန္တရာဆက်ဆက်မှာမိဘကဒီဘဝမိဘမှာမဟုတ်ပါဘူးရှိရှိဘဝမှာလည်းအများကြီးရှိခဲ့တယ်ဗျာဒါကြောင့်မလို့မိဘလို့မြင်တဲ့အခါမှာယခုဘဝမျက်စိရှိမှမြင်နေရတဲ့မိဘနောက်လည်းမဟုတ်ပဲနေဟုတ်တဖန်ပြရတော့မှရှိခဲ့မိဘတွေပါလားလို့နည်းနည်းလေးသာခါကြညံကြည့်စွာနဲ့ မြင်တတ်ကြပါလေအဲ့ဒီလိုမျိုးဘောတန်ကဆက်ဆက်ကမိဘလေးဆရာသမားတွေရဲ့ကျင်းစုအပြီးအပေါ်မှာသုံးပါးတော့ကျန်တယ်အဲ့ဒီသုံးပါးကဘုရားတရားပန်းကချုပ်နားမလဲဘူးဘယ်ရောက်ကောင်းပြည့်စုံတယ်မလို့ဆိုင်မှုကလည်းလုပ်ချင်ငါပြီးမှလုပ်မွေးထားတယ်လို့ပြောတယ်ငါတော့ဘယ်တော့မှပတ်ရရှိပါတယ်ပြန်စဉ်းစားကြည့်ကြည့်ပါယနေ့ကျွန်တော်တို့လုပ်ခဲ့အကြောင်းခံတို့ဒီမလန်မကြမ်းဘူးပါအကျိုးလာတော့ပါဒီလိုမျိုးရဲ့အကြောင်းကျိုးနဲ့စဉ်းစားကြည့်ရင်အတိတ်တန်တာဆက်ဆက်ပါလေတယ် မှရှိခဲ့တယ်လို့ဖယံတရားတန်ခါရတနာသုံးပါးတို့ရဲ့ခြေစူးတော်တို့ကြောင့်ဒီနေ့လူလာပြီးတော့ဖြစ်နေပါလားဒီလိုဆိုရင်ယန္တနာဆိုတာကိုတို့ကပြောခဲ့ပါလားယန္တနာရဲ့အကြောင်းနဲ့ပတ်သက်တော့အခြေချက်ခဲ့တာဖြစ်ပါတယ်တို့တော့ဒီနေ့ကမျိုး revision လေးပြန်ကောက်ပြယန္တနာရဲ့ဂုံအင်ကဘယ်ပါလဲ6ပါ6ပါကဲဒီမှာမိလေးစကြည့်ရအောင်ဆောင်းမွေးဆိုအဲ့လိုစိတ်မှန်ရတယ်ယုတ်တိရဲ့ကဲတူပါပါလား ဘုရားမြတ်အဖိုးကြီးနာမည်ကဆမ်းမြတ်တယ်ဘုရားမြတ်နောက်ဘုလိုကသူထက်ရှာသူထက်ရှာကဲဘုဆိုတာသံဘုကြီးပါလေအဖိုးတိုက်တန်းနေဆမ်းရှာကြည့်မြတ်မြတ်လို့ဆရာမြတ်လို့ဆရာကောင်းပါလေဘုရားမြတ်ပြီးတော့သူဆိုတာသူပါပြီးတော့ထက်ဆိုတာထက်တန်းကြမယ်ပြီးတော့ရှာပါ ကဲဒီယိုကြီးဒီ၆မျိုးနဲ့ပြည့်စုံတဲ့လောကီယတနာဒီလိုလေဟိုဘက်ကယတနာပန်းပါတို့ရဲ့ပါမထယတနာနဲ့ဟာခမန်းချေတာလူပဲနားလေအောင်ပြောလိုက်တာဒါပေမဲ့နိုင်နိုင်ရင်ဘယ်လိုမှကိုနိုင်လို့မရဘူးလေတပူချီရတဲ့ယတနာတို့ကဒီယတနာတို့ကဘုရားပြပန်းပါတို့ရဲ့ဂုံကြည့်စုတော်တွေကိုလည်းကျွန်တော်မြင်ပြောခဲ့တယ်ကဲဒီနေ့လည်းအတူလေးပြောရရင်ဖခင်ဆိုဒီမှာစင်ထူတော်အတွင်းကိုပါတွင်းရမယ်ဘုရားကျွန်တော်လူကာညာကလေးဖခင်အတွင်းတော် ဲရတာဒီကလည်းနေရမှာစောင်းတော့လည်းရှိပါလေရလားငယ်မရရင်ကတကယ်တော့ပူဆိုလိုက်အောင်နော်အတိတ်ပဲအလုံးစားလဲဒီလိုဆိုကြည့်ဘုရားဘုံတော်ဘုရားဘုံတော်မြန်ဖြစ်ဖို့၍မြန်ဖြစ်ဖို့၍ဘုံတော်အတွင်းဘုံတော်အတွင်းဘုံတော်တွင်ကဘုံတော်တွင်ကစိတ်ဝင်ထုံထားစိတ်ဝင်ထုံထားနှလုံးသားနှလုံးသားဘုရား ပါပြီအခုပြီးပါပြီကတိအာရဟံဆိုတာအာနာကုတုလောပါဒကရှိရှိလို့ချင်းရှိဘူးလေကုပိစိတ်တဲ့ကုပိစိတ်အာရဟံကုပိစိတ်ဘောဗျာဘုဇုန်နဲ့ကိရတဲ့ဘယ်လိုလဲဆိုရင်ရှိကုပိစိတ်လုံးလေးကြီးပြောလုံးလေးကြီးဟုတ်ပြီနော်နောက်ကနောက်ပါကလုံးအလုံးစုံတဲ့လူတွေမှတ်တယ်ပြည်ညာဟုတ်တယ်ပြီးတော့အချက်အဲဒီကြားချက်ကြီးလုံး လုံတီကျဲပြီးတော့နောက်ဆုံးကကောင်းလာတော့ကဲကောင်းမြတ်တော်ကိုတောင်းနေတယ်ကျွန်တော်ပြောတယ်ပြီးတော့လောကီတော်ပါတယ်ပြီးတော့ဆုံးမတော်နေနောက်ဆုံးတော့ကရာကြီးတော်ဆရာစုတဲ့တော်မူတယ်ဒီတော့တစ်ပါးလေးပါတယ်ကျွန်တော်ကိုရမော်လေပြီးတော့ဘုရားတပည့်အဲဒီလိုမျိုးဂွန်တော်ကိုဖယ်မှာတွေ့နေတယ်ဟုတ်ပါဘူးတကယ်စင်တူတော်ကြီးကျွန်တော်မဖက်ပြန်ခိုင်းပါဘူးဒါပေမဲ့စင်တူတော်တစ်ခုတည်းကြီးမှာအောင်တင်နေတဲ့ပုဂ္ဂိုလ်ကြတော့ဘာမှမဟုတ်စကောင်းလုံးနဲ့ တရားကိုတာမဏပြုတဲ့ပုဂ္ဂိုလ်တို့ကိုကျွန်တော်အထုတက်တော်တယ်ချင်းချုပ်တို့ကိုမရှိမြင်နိုင်မလို့ပြောရပါမယ်ချင်းညိုပါဘာကောင်းရဆုံးတော်လို့ဘယ်ဒါအလေရန်သာအလေရန်သာဒီဒီချင်းချုပ်တို့ကဂုံသွင်းတာအထက်ကံသာကြတော့ဘယ်လိုမှမဖျက်ပြေတာတော့ဘာပဲတဲ့တာလဲဘယ်လိုမှခါပြပြပြတို့တို့ထက်ခါလားပေါ်မလို့နေမှာဖြစ်စီလို့ခွဲပြီးချက်လို့ဆို operation လုပ်တဲ့ဖီယာလေးတော့တော်တော် okay ပါတယ်။တိတ်နိုင်နေတော့နှလုံးသားမှာဘယ်လိုသိနေလဲ။ဂုံတော့ဥပါဘူးဘယ်လိုပါလဲ။ဝိုင်းပါ ရောက်လို့စိတ်ဝင်ထုံထားမှန်းထုံထားရတယ်ဂုံတော်လေးနဲ့မှန်းထုံထားတယ်ကိုကတော့မရှိဘူးဘုရားရဲ့ ဟုသာတိဖြစ်သည့်ထိုးထွင်းသည့်ဟုသာတိဖြစ်သည့်ထိုးထွင်းသည့်ဟုအတိသုံးပါးတရားဤကုန်အတိသုံးပါးတရားဤကုန်စိတ်ဝေထုံထနှလုံးသားစိတ်ဝေထုံထနှလုံးသားတရားတယ်ပါဤတရားကယ်ပါဤကြည့်ပါဦးဗျာတရားတော်ကိုတည်လဲဆိုတာပိဋကသုံးပုံကြီးလိုက်ပြောတယ်ဘုရားတော်ကဇာကရှောက်ရော့ပြီးပြောနေတာနဲ့တရားလို့ခေါ်နေကြတယ် အဲ့ဒီဒီတကယ်တမ်းလုံးဝမဲ့အလုပ်ကဘုရားရှင်ဆုံးမတာဘယ်နှလုံးနဲ့သုံးလုံးစာအသိနဲ့လုပ်ပါလို့ဘုသူတရဘုသူတရအောင်လုပ်ပြီးတော့စိန်တာမရနဲ့လုပ်အဲ့ဒါစာအသိပြီးတော့ချက်ပြီးရင်ချက်ကြပါယေရှုကနေကြပြီအဲ့ဒါမှာခန္ဓာအသိနဲ့ချက်ပြီးဉာဏ်စက်ပြီးရှုပ်ပြီးအဲ့ဒါစာအသိနဲ့ချက်ပြီးနှမျိုးပြီးအလုပ်လုံးဝမဲ့အလုပ်ထုံထင်းသိကြတော့အချင်းနဲ့ကြာပေါ်ပေါက်လာတာနောက်ဆုံးကြမှာဆက်ရောက်တာဒါကြောင့်မပတိဝင်တာဒီထုံထင်းသိတာဆက်ရောက်ရတယ်ဒီဘက်ကနှစ်ခုက လုံးရမယ်လို့ဒါကြောင့်မလို့ယုတ်ကြည့်အမြင့်ပြုံးအဲ့ဒီသာသနာပုံရအမြင့်ကြီးရသတိချက်တီထုတ်ထင်းသိဆိုတာကဲဒီလိုဆိုရင်အဲ့ဒီသတိချက်တီထုတ်ထင်းသိပေါင်းပေါင်းကိုဘာလို့ရမှာလဲလုံးလုံးပါပါဘောထုတ်ပြီးဆိုင်ရမယ်ကဲကြည့်ဒီလိုဆိုရင်ယုတ်ကြည့်ပရိယတ်ကြီးတွေတကားဗျာပြောင်းနဲ့ကျွမ်းနေတဲ့ပုဂ္ဂိုလ်နှလုံးသားမှာတရားတည်သလားကျွန်တော်တည့်ရပြောလာတော့တဲ့တဲ့မေးပြီးယုတ်ကြည်လို့နှလုံးသားမှာတရားတည်ပါတယ်ကြာလို့သူကပြောတယ်ခံစားမှစိတ်ကြီးတည်နေတယ်လေ노 ဒီပါကရှိတဲ့ဇီဒီချိုကြီးဖြစ်နေတယ်ဓမ္မမတည်တာဘူးဓမ္မဘယ်လိုမှလုံးမတည်တာလဲဖြစ်မှာဖြစ်မှတည်တယ်ဖြစ်တခုတည်းကိုရမှာမရဘူးနှမျိုးလုံးပေါင်းပြီးအလုံးလုံးမူပြီးတော့ပฏิဝိဒဘာနာထိုးထန်းပြီးတာဘာမှနှလုံးသားမတရားတယ်ခေါ်နေရကဲယူပြီးလို့ဒီကြောင့်မလို့ဒီနေ့ကျွန်တော်ကမှတရားတည်အောင်ကျွန်တော်ဘာလို့နေရပြီကြည့်နေတာကြည့်တော့အလားချိုက်မဖြစ်တာဘူးလားဖြစ်ပါဘူးဟုတ်တယ်နော်ဒါကြောင့်မလို့ကိုလူချင်းတော့ရမရ မသိကြပါနဲ့လောက်တော့တော့ဖတ်တယ်ဘယ်လောက်တော့ရဖို့ရမယ်ရို့ရို့ရေရဖို့ရမယ်အဲ့လိုနားလည်ရမယ်ကိုတော့တော့ဖတ်တယ်ဘယ်လောက်ရဖို့ရမယ်စိတ်မပြေပါနဲ့ငါထိုင်တာတော့တော့ဖြစ်နေစိတ်မပြေနဲ့မကြပါဘူးနားလည်လာနေတယ်ကဲဒီလိုဆိုရင်ကြည့်နှလုံးသားမှာဗတ်တယ်လိုက်ပြီဆရာတော့ခါလာပြီသံဃာသံတမြတ်စွာယာဒနာကိုဘုရားမြတ်စွာယာဒနာကိုကောင်း ကြည့်ရှုကိုစားပြုသည်။ကောင်းပါကြည့်ရှုကိုစားပြုသည်။တန်ခါဤတော်။တန်ခါဤတော်။ဆွေဝေထုံထနှလုံးသား။ဆွေဝေထုံထနှလုံးသား။ဆွမ်းအားတေပါဤ။ဆွမ်းအားတေပါဤ။တန်ခါကြတော့တန်ခါတဲ့ပြောလို့ရဆွမ်းအားလို့ပြောတယ်။တကယ်ဆုံးမများစွာယတနာကိုဘာလို့ကြတာလဲ။ကောင်းစွာကြည့်ရှုကိုစားပြုတယ်ဆိုတာသုံးပါးယတနာသည်ဖျံတရားတန်ခါ။ဟောဖျံဆိုတဲ့ကိုပါတော့ဂုံတော်ဂုံပါ ို့ယုတ်ကြီးသစ္စာဖြစ်ခဲ့မှာမထက်ထားဘူးလားဗျာဆက်ပါပါဗျာဘုရားရှင်ဒုဣဂုံကိုပါလို့ထင်ပါတယ်ဒါကြောင့်ဘုရားအဆက်ဒီဂုံကိုပါပဲနံပါတ်2ကတရားဆက်ကပါလဲဗျာဟုတ်ပါပါဘုရားဂုံ6ပါးဂုံ6ပါးနဲ့ပြည့်စုံတယ်ဆိုတာဘယ်မှာပါလဲကြည့်ထေရဝါဒဗုဒ္ဓပါဟနာတော့အကျိုးအထက်ကိုသာလိမ့်မယ်တစ်စိတ်တည်းအဲ့ဒါတရားပဲပြီးတော့နံပါတ်3သံသာဆိုတာနိမိတ်ကိုယ်တိုင်တဘောပဲနေမှာလို့ဖြစ်ပြီး ိုကိုယ်တိုင်တမိတမိညစ်နေမြင်အောင်ချက်ပြီးတော့တဘာဘာသားတော်ဝင်အားလုံးလို့ပဲကြံလိုက်ပြီးတော့ညို့ပြပေးမယ်တင်ပြပေးမယ်ဆိုတာဘလူးစိတ်ကစံကတော့ဆက်ဆံရရလို့ဒါကြောင့်မလို့ကျွန်တော်သက်ဆံပြလိုက်ပြလိုက်တရားတရားသာနာသင်္ဘောကိုဥထိတ်ကံစီပြီးသက်ဆံဆိုးနေတယ်များဒါကြောင့်မလို့ခုကြည့်ပန္နရကုံမပါနေပြီကြည့်တောင်းတမြတ်စွာယန္တနာကိုသွားပါလို့လေတောင်းစွာကြည့်ရှုပြီးတော့ပါလို့လေကိုစားပြုနေတယ်ပုဂ္ဂိုလ်နေနဲ့ကိုစားပြုတာအဲ့ဒီမှာပုဂ္ဂိုလ်လို့သုံးတယ်တိုက်ချင်ကြတော့ဖုံးကြီးလို့မသုံးဘူး ဒါကြောင့်မလို့ယနေ့ကျွန်တော်တို့ဗုဒ္ဓဘာသာထေရဝါဒသာသနာအဆက်မှန်ကိုနားလည်တဲ့ပုဂ္ဂိုလ်တွေကသင်္ကန်းစည်းကိုကြည့်မပြောရအောင်သင်္ကန်းစည်းကဆိုဘာလို့တိုက်တာ uniform လို့ခေါ်တယ် uniform ဝတ်လိုက်တဲ့ရှိရင်ဒီအလောက်ကိုကျုပ်လုပ်ပြီးလို့လူတွေကိုတွေးကြောလိုက်ကြလူတွေစိတ်မပြုတ်အောင်လို့လုပ်လိုက်ကြဒါကဘိုးထောင်ပြီးတော့ဒီအလောက်ကိုမလုပ်ဘူးဆိုရင်သာသနာမခေါ်ဘူးကောကဲ uniform ဝတ်ဘူးဗျာကဲပန်းသားရအလုပ်တွေအလုပ်လိုက်လုပ်တယ်ဗျာသံဃာဟုတ်ဗျာဒါကြောင့်မလို့ပန်းသားထက်မှာ ျွန်တော်တို့လည်းပါနိုင်အောင်အားလုံးလို့ကြိုးစားကြပါမယ်။ကဲသံဃာများစွာကြံစည်ဖို့ကောင်းစွာကြည့်ရှုပြီးတော့ကိုယ်စားပြုပြီးတော့ဘာသာဤကုံကိုဘာတရားလဲ။သံဃာကဟင်းထုံးပြီးကဲဒါကြောင့်မလို့ဘုရားပြဘာသာယန္တနာသုံးပေါက်ကြောက်တိုင်းမကြောက်နိုင်လေ။အတိတ်ပဲကိုမလို့ဖို့လို့လေ။သိဖို့လို့လေ။အတိတ်ပဲမသိတော့အတိတ်ပဲမရှိဘူးများ။တန်ဖို့လဲ။မရှိဘူးပေါ့တန်ဖို့မှမသိတာကိုဖျားပြပန်းတော့ဘောက်တန်လို့နေမသိဘူးဖျားသိမှဝယ်တယ်ဖျားလည်းထင်နေတာကို ကဲဒါကြောင့်မလို့အိမ်မတောင်တော့ကိုတောင်ဖို့မဖြစ်နိုင်တဲ့ယန္တရာတပ္ပရဲ့အထိတ်ပဲဒီကိုလည်းပြရအောင်တောင်ဖို့ရှိအောင်လုပ်ကြမယ်စွမ်းအားဖြင့်တက်အောင်ကြိုးစားကြရမယ်ဒါကြောင့်မလို့ကျေးဇူးရှင်ရဲ့ကျေးဇူးပြောတဲ့အခါမှာဖရာတရားတန်ခါယန္တရာတပ္ပရဲ့ကျေးဇူးတော်ဟုတ်ပါပြီဆက်စစ်ကလေးကရှိခဲ့ပါတယ်မိဘတွေရဲ့ကျေးဇူးတော်အနန္တအနန္တငါးပါးဤကျေးဇူးတော်တို့ကိုမွေးနေ့တိုင်းမွေးနေ့တိုင်းသိကိုသိခဲ့အခုကျွန်တော်တို့တွေတော်တော်များများပုဂ္ဂိုလ်တွေမသိတော့ဘူး ပျော်မှုရှိဖို့လည်းနားလည်ကြတယ်။ဒီနေ့ကတော့ဒါကျေးဇူးကိုသိကြပါ။ကဲနံပါတ်၃ကြည့်ရအောင်။မွေးနေ့ဖြစ်ပေါ်လာရခြင်းကျေးဇူးရှင်ပြီးရပြုလာတယ်။ကျေးဇူးကိုပြန်လည်ပြီးဆက်ကြဆုံး။တတိယမှာကျတော့အထိတ်တွေကကျတော့ကျေးဇူးရှင်တွေကိုပြန်ဆက်ရပါမယ်။အဲ့ဒီကျေးဇူးပြန်ဆက်တာကိုလည်းကျွန်တော်တို့မနေ့ကတော့ဆွေးနွေးခဲ့တယ်။ကျေးဇူးဆန်းဆိုတဲ့၃မျိုးကိုပြောပြခဲ့ပါတယ်ကျေးဇူးဆန်းချင်း၃မျိုးပြင်းဆိုတာဘယ်လိုဆက်တာလဲမိဘဆရာသမားကျေးဇူးရှင်အားလုံးကိုဆက်ပါ တဲ့မွေးနေ့ရှင်တယောက်မွေးနေ့ကကျစ်ပပြီးကိတ်မုံနဲ့စားပါရေခဲမုံနဲ့စားပါလဲလဲလဲပါဒါလည်းမလုပ်သိဘူးလားလုပ်သိတော့ဘောဗျာခုကြည့်ပြီးကျေစုဆက်တော့မယ်ဒီလိုဆက်မယ်တက်ကအောက်စုတုံးစုမှပြောစကားဘုံသာမပြုစုဆောက်ရှောက်ကုန်ကြီးနဲ့တွေ့ဝေးနဲ့ဟောလို့လည်းတော်ဗျာတပတ်တက်အောက်စုဒါလေးကိုဖြစ်နိုင်ရင်ရပ်ွက်ထားမှာမြောင်မြောင်ပြုတ်ပြေးတော့ကျွန်တော်ကလေအဲ့လိုပြောရပြီဆိုရင် အရင်ကိုရင်းနှီးမှာပီတိဖြစ်လို့လုပ်ကြပါဗျာနံပါတ်2အောက်စုကြတော့ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်လုပ်ပြီးဘယ်လိုလုပ်လိုက်လဲလဲချီးပြီးတော့ဂုံကျေးဇူးတော်တွေကိုပူဇော်ကတော်တယ်ကဲတက်ကပထမအချိန်ညောင်းဂုံတော်ကိုကတော်တယ်နှစ်ကဘန္ဒရာဆက်တဲ့ကလေးဒီလိုဒီနေ့ချင်းချီးကျူးလွန်ခဲ့တဲ့အဖြစ်တွေကိုရှိရင်ခွဲလို့ပြန်ပါလေဒုတိယအချိန်ညောင်း တောင်းပန်တော်ပါလေစောင်းတော့ဆက်ပြီးတော့လည်းဘယ်နေရာမဆိုဘယ်ချင်းမဆိုဆုံးမပေါ်တဲ့ပြည်ပါရန်အနန္တီတာရိယအချိန်ညောင်းအနန္တောပါလေဒီလိုလုပ်ဖြစ်ပါလေတက်ကဂုံဂုံတော်လေဒီနေ့တက်ကဂုံဂုံတော်ရဲ့နေ့ကတောင်းပန်တော်ပါလေစောင်းကအဲ့ကြည့်ကြည့်ပါဦးကြည့်ကြည့်တော့လားဒိတ်တယ်ဗျာဒီအထက်ကဘာသိရလဲကဲအထက်ကရှိမှမလားထင်မှုတော့တော့ နောက်သူကတော့လိုက်တယ်ဘာလိမ့်မယ်မနမတိမိမိကလည်းသိသိကတော့မကောင်းတဲ့လူကတော့ထိလို့ဖြစ်နေတဲ့ပုဂ္ဂိုလ်ဘယ်မှာလဲဆောင်းအားရှိတော့မလဲဒါကြောင့်မလို့အလုပ်လုပ်တိုင်းကျွန်တော်တို့တွေအဓိကကိုသိရမယ်တန်ဖိုးလည်းသိရမယ်အဓိကလည်းသိတန်ဖိုးလည်းသိတော့အဓိကလည်းရှိတန်ဖိုးလည်းရှိတော့တာပေါ့ဗျာဆောင်းအားတွေလည်းဒါအချင်းစုံတို့တက်တယ်ရောအခုတို့ချီအခုတို့ချီဗျာအခုတက်တယ်ညာချစ်ချင်းကဲဒါကြောင့်မလို့နံပါတ်2ကိုစုဖြစ်ပါတယ်ကဲဒါတော့သုံးလာပြီ မိဘတွေဆရာမတွေကျေးဇူးရှင်တွေကိုကျေးဇူးတင်အောင်ဆက်ချင်ရင်သံဃာတို့ကြောင့်ကျွန်တော်ပြန်ဟောခဲ့တယ်ဘုရားအလိုတော်တအားတိုင်းအင်မတန်ရှင်ရလာတဲ့သံဃာကြီးတည်ပြီးနေတယ်နောက်သိသွားရင်မိဘတွေဟောအပယ်ရှင်းသွားပြီဘာလို့ကြောက်ရအောင်လဲအဲ့တော့ဘာလို့ရအောင်လဲဝိပဿနာအားထုတ်နိုင်ရေးအတွက်တိုက်တော်မူကြီးဆောက်ချတာဘဝမပြနိုင်ရင်ပြစ်စမ်းမရှိဘူးပြနိုင်တဲ့ပုဂ္ဂိုလ်တွေစီခေါ်ပါတယ်ဒီနေ့မိဘတွေခေါ်လာတယ်သာသမီတွေကိုအထူးဂုဏ်ပြုပါတ ျေးဇူးရှင်တွေအရိယာပုဂ္ဂိုလ်မဖြစ်ဖြစ်အောင်လည်းကိုကနေပြီးတော့ကူညီရမယ်ချောက်ချောက်ရမယ်မေးရမယ်ပြီးတော့ကိုတောင်းခံရမယ်ဒီမိဖြစ်ဖြစ်သားတို့ကိုပြန်မင်းပေးပါကဲဒါကြောင့်မလို့မတော့အမြင့်ဆုံးကျေးဇူးဆက်ပြီးမရောက်နေရင်ကျေးဇူးမချေဘူးများကျေးဇူးတော်ဆက်လို့ဘုမကောင်းနိုင်အောင်ကြည့်ရင်ဆက်တာရင်တော့ကုန်တယ်ဗျာကြည်တယ်ဗျာဒါကြောင့်လို့၃မျိုးဖြစ်ရပါလေ၃မျိုးပြီးနေမင်းရတဲ့ဖတ်ပြောတာကိုယ်ကနေလို့ ပြန်ကောက်လိုက်တာနော်ဒီလိုရှင်လေးပြန်ကောက်ဒီလိုဆိုရင်အတိတ်တွေကိုပြစ်ပါစီကြည့်တန်တရာကမလဲကြည့်ကျွန်တော်ဟောဘူးကိုယ့်ရဲ့ကျေးဇူးချင်းအောင်နဲ့ဘယ်လိုဆန်းရမလဲဆိုတဲ့အတိတ်တွေကိုကိုယ်မဖြစ်ပါဘူးသိပါပြီမဟုတ်ရင်ကျေးဇူးမချေဘူးဆိုတာကိုကိုယ်မသိဘူးမျောပြီးတော့ပြီးပါအိမ်မှာတီဗီကျွေးထားလိုက်စိတ်ချမ်းအောင်ထားလိုက်နဲ့ okay ငါကျေးဇူးဆက်ပြီးပြီလို့တရားမှာကိုယ်စနဲ့ကိုယ်တမ်းမှာကိုယ်ကျင်းနေကြတယ်ညီလေးကြွားတယ်ပုံကညီလေးလို့ဖြစ်သေးတာဖြစ်ပါဘူးဘာဖြစ်လို့အဲ့လိုဖြစ်ထွက်လဲ သိသွားပြီလက်ကသိသွားပြီကျွန်တော်ပြောတာမဟုတ်ဘူးဖိကျော်ရှင်ရဲ့အဆုံးမတော့တန်းနည်းနည်းလေးဆောင်ရည်ကြိုက်လို့ဝင်ပါပါကဲကဲဒီလိုဆိုရင်မိဘနဲ့ဆရာသမားတွေအားလုံးရဲ့ကျေးဇူးကိုခရီးဆက်တက်သွားပြီကဲဒီလိုဆိုမိပြီဖခင်တရားတန်ခါတို့ရဲ့ကျေးဇူးကိုဆက်ပြီးပြရပါဖြည်းဖြည်းတို့ချီးမိသားစုကြောင်းဝိုင်းလေး ကျွန်တော်လည်းပညာလေးယူပါမယ်ဟမ်အခုဆက်နေပြီဆက်နေပြီဘယ်လိုမျိုးပြရလဲဘယ်နှစ်ပြည့်တော့ဘာလဲဘယ်နှမှာရောက်ကြောက်သွားလဲညဝိပဿနာဝိပဿနာပြရလဲဘာလို့နေပြီလဲဟုတ်လားအဲ့ဒီချိန်ကောင်းပြီပေါ့ကြည့်ပြီဘယ်တော့ဝမ်းနေဆရာကောင်းလဲဆိုရင်ကျွန်တော်တို့လူတွေမပြောနေတော့တန်ခါကိုဥရှောင်းလို့လုပ်နေတဲ့တန်ခါလို့လေရှင်သူမြတ်တွေကိုပြန်ကျွန်တော်ရှောက်ပါလေ ြည်စုကြည်အောင်ဆန်းနေပြီလားလို့ပြောတယ်။ဒုမပတ်တာပြုတ်နေတယ်ပြုတ်နေတယ်ပါလို့လည်းဆိုလိုင်းထူထူပြီးတော့ဇီဒီတဲ့ဇရိုက်တဲ့အဲ့ဒါကိုသာငါပြုတ်တယ်လို့ခေါ်တယ်လေ။ကျွန်တော်ကမပြုတ်ဘူးလို့ပြောပါဘူး။ဟုတ်ပါ့။အဲ့ဒါကိုခမင်းစားကြဆိုဆိုတဲ့နောက်ဒီမှာဆွေးနွေးကြပြီးပြီးပါနာပြုတ်ခြင်းဆိုတဲ့အဖြစ်တွေကိုလည်းပြီးဖို့ဒူတယ်။မသိလို့អော်နေကြတာဇီဒီတဲ့ចောင်းကြီးဆောက်ပြီးတော့တရားကြီးဘလို့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 ကုလကြတာပဲអော်နေတာ။အဲ့တော့អော်လိုက်អូខេလို့ထ ကျဉ်းဥစ္စာကြည့်တာဘလို့မင်းနေစရာကောင်းတယ်အထိတ်ပဲကိုမသိလို့တကယ်လို့ဒီတမီးနာအလုပ်နေကြတာကြီးညီစီအလုပ်လုပ်လို့ခုတိတ်ပဲပြီးအောင်လုပ်ကဲခုဘုရားမြတ်သံဃာကျေးဇူးတကယ်ဆက်တယ်ဆိုတော့ဘယ်လိုဆက်ရမလဲခန္ဓာတိုင်းမှာမဖြစ်နိုင်ဘူး။ဟမ်။ခန္ဓာတိုင်းမှာမိမိရဲ့ခန္ဓာတိုင်းမှာလင်းအောင်လုပ်ရတယ်။မိမိရဲ့ခန္ဓာတိုင်းမှာရောက်လို့ကျွန်တော်သက်သာကိုရရအောင်ဆိုဗုဒ္ဓမြတ်စွာဘာသာရောင် ဝါနေသူလင်းသေးတော့ပစံကပြုတ်ပြုတ်ကြီးလင်းကိုရဘူးအဲ့ဒါတော့လည်းလူကြီးအပေါ်တီးတယ်ရေဒီလေတော့ဒီလေတော့ဆိုတာအော်သိတိကောနောက်ကဆက်ပေါ်အောင်ဘယ်တိမလဲဗျာတိတ်အောင်ငါဘာလောက်ပြီးပြီလဲလို့ဆက်ဖို့ကောင်းလားကောင်းတယ်ကြာဘုရားသခင်ရဲ့ကိုလုံးအဲ့တော့ကြာနေတယ်ဗျာဒါကြောင့်မလို့တက်ကဘာလုပ်ရမလဲခန္ဓာ ညတခါရုပ်ကြီးကောင်းတို့ဂရိဒီလာကြဘာဖြစ်လို့လာကြလဲဆိုတော့တောက်နာကဖြစ်လို့လဲဖြစ်လို့တောက်နာကလျှောက်စီခြင်းနဲ့စေတနာနဲ့လာရောက်ပြီးအထုံးကြတယ်အဲ့ဒါသာသနာ့ပြုမြေရဲ့အဆက်ပိုင်းကမရောက်တာဟုတ်လားကြည်ပြီလားမကြည်ဘူးညာဘာဖြစ်လို့လဲလေးနဲ့ကောင်းကောင်းလေးနဲ့ကောင်းလေးဖြစ်နေတာသူညာကျင်းလာကြည့်နေလည်းရအောင်မောဟုတ်တယ်မြန်မြန်လေးအောင်လုပ်အောင်မယ်လင်းကထမလာတမင်းနမင်းသုံးနဲ့လေးမင်းလုံးလေးအောင်လုပ်အောင် ူဆိုရင်ကိုကိုကမလေးပြီးသူမျိုးကပနာပြုလို့မရဘူးလားရတယ်ရတယ်နော်ရရမျိုးဘာဖြစ်လို့လဲလို့ပြောရင်ကိုမင်းမချမ်းသိပြီမင်းမကျက်တဲ့လမ်းကြီးကိုအကုန်သိနေရင်ဆာမန်ကန်ကန်သိနေရင်ပြုမမှန်ကန်ပဲနေတော့မပြုနဲ့ကျွန်တော်တို့တက်ခွက်တာပဲဒါပေမဲ့ပုပ်ပူဆိုနဲ့မအမနာဘူးရရမျိုးပြောမယ်ကျွန်တော်တို့ကခန္ဓာမကနဲ့ပြောတက်ဆာဆိုပြီးပြောမင်းတတ်လို့ပြောတာမင်းသိလို့လည်းပြောတာလားအဲ့လိုတက်ဆာဆိုခိုင်းမှာကျွန်တော်လည်းဆိုမယ်ညာအော်နော်တန်တဲ့ဒီဆိုမယ်ညာ ဒီလိုမျိုးပြောစောင်းလေးမတော်တော့ထပ်ပြီးတော့ကိုကိုကိုဘဝင်နေတဲ့ပုံကိုလည်းရှိတယ်လောကမှာဒုက္ခလူတွေပြောပါလေခန္ဓာအသိနဲ့စောင်းအရှိနဲ့ဟာရစောင်းကုတဲ့နဲ့မလုံးရဘူးခန္ဓာလည်းပြန်ဟတ်ကြည့်ဟုတ်တလားလို့ပြန်ကြည့်ရတယ်ဘုနာကဲဒါကြောင့်မလို့ယုတ်ဒီလိုအလုံးလုံးကြီးသိတာပေါ့ဒီလိုလေးလို့ရှိနေမလား marketing နဲ့ concept ကြီးအများကြီးမမီးတော့မလုံးရဘူးတကယ် marketing မှာတကယ်ကိုတက်ပြလို့ကြည့်ကြည့်ရတယ်လက်ကလုံးကြည့်လို့မှန်ပြီဆိုရင်တော့ okay ပေါ့ theory နဲ့ project တူတယ်ခါ ကဲဒါကြောင့်မလို့ခန္ဓာထဲမှာမင်းအောင်လုပ်နေစဲမှာပဲမိမိသိတဲ့နောက်တတ်တော့ကိုယ်လေတဘာဝပုဂ္ဂိုလ်တွေကိုနိုင်တော့တနိုင်တပိုင်းပြုလို့ရပါလေကဲလင်းလင်းလေးပါပြီဗျာပထမမင်းကြပြီပြုလို့မရတော့ဘူးဗျာပြုလို့ရပြီတရားကောင်းကောင်းပြောလို့ရပြီဒုတိယမင်းကြရင်ဘိုးကောင်းဗျာတတိယမင်းကြလေဘိုးကောင်းမင်းတော်တော်သိမကောင်းရောက်ကြတဲ့သိမကောင်းလင်းမြတ်ချစ်ချင်းမှာမောင်မောင်လေးဒီတော့လာဟုတ်ဟုတ်ချူရောက်ကလက်ကလေးပြီးတော့လာတယ်နဲ့ အဲ့လိုမျိုးနေအောင်စလုံးလို့ဒီလိုအားထုတ်တဲ့ပုဂ္ဂိုလ်ပိုကောင်းပေါ်နေအောင်ဆိုအနာဂတ်ဖြစ်အောင်လို့ကောင်းမကောင်းဒါပေမဲ့ယဟန်တာကြီးတော့မပြောသေးပါဘူးကိုယ့်အကူကြိုးစားနေတော့ကောင်းတယ်ဗျာဒါကြောင့်မလို့အနည်းဆုံးကျွန်တော်တို့လူလောကထဲမှာသွားနေတဲ့လူတွေသာသာမိမဲ့တော့ကြံ့ပြောဖို့ကောင်းတယ်ဘာလို့ဒီလိုတကောင်းနေဗျာကဲဒီလိုဆိုရင်ဒီခုနကကလည်းပြန်ဆက်တော့မယ်ဖယံတယံအင်္ဂါတို့ကြီးကျေးဇူးကိုတကယ်ဆက်တဲ့ဆိုဒီမှာမိမိရဲ့ ခန္ဓာထဲမှာလင်းနိုင်ကမြောက်လင်းအောင်လုပ်ပြီးတပန်းသောပတ္တဝါအာလုံးတို့ရဲ့ခန္ဓာဓာတ်တွေလင်းနိုင်ကမြောက်လင်းအောင်ဆောင်ရွက်ပေးနေပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဘာဖြစ်ပြီလဲသာသနာနဲ့ပတ်သက်ပြည့်ပြည့်ဆံတော်ရန်တော်သူ့ဘာရဲ့ကျေးဇူးကိုကြည်တယ်ဆိုတာကတော့သူ့ရဲ့အဆက်သူဆိုင်ရမယ့်ပါရမီအမှုရှင်လိုက်ပါတယ်တချို့လူတွေနည်းနည်းဆက်ပြီးကြည်ပြီးတဲ့ပါရမီကရက် ပြီးလူတွေပုံကထပ်တော့အောင်ပေါ့ကျွန်တော်တို့ကြာပါမယ်လူတွေဖြစ်နေတယ်ခါရောက်ပုံမှန်ခါရောက်အောင်မယ်အများကြီးပုံမှန်ခါရောက်မှာလေပုံမှန်ခါပြောတယ်ဗျာကျွန်တော်ပြောတယ်တော့မအောင်လို့ပြောပြန်ပြင်းရတယ်ဗျာလူတွေကလည်းပြောတာပါကျေးဇူးရှိတယ်ကျေးဇူးရှိတယ်ဘုန်းတို့ဖိတ်ခွန်ခြင်းဖြစ်ပါတယ်ကဲဒီလိုဆိုရင်ကြည့်ဖယားတရားသံဃာမိဘဖယားအနန္တနာနာငါပါရဲ့ကျေးဇူးကိုကျေးအောင်ဆက်ဖို့ကျွန်တော်တို့အားလုံးအတိတ်တိုင်ကိုပြဖို့လုပ်မယ် ဲ့ဒီဒိတ်တန်ကိုပြီးတဲ့တီယောကျေမှုဆိုင်ရမယ်ဆိုတာရဲ့အံပိုးလည်းပြီးလာပါတယ်အဲ့ဒီလိုပြီးပြီနဲ့များအဓိပ္ပာယ်လည်းရှိပြီးတံပိုးလည်းရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့စွမ်းအားတွေဟာတက်နေပြီးအလုံးလုံးပန်ပစိကပြီးတော့တကြွနေတယ်အဲ့ဒီချက်မဟုတ်ရင်ဘုံထုတ်ပြီးပါနေတာကဘိန်းစားကြီးလို့တော့တချို့ကလည်းဟောလောက်ဖောက်အစီရဲ့ပြီးတော့သွားနေကြတယ်နော်အမောင်တဲမှာလမ်းလျှောက်နေကြတယ်ဖြစ်တတ်ပါတယ်ကဲဒီနေရာလေးမှာပြန်ကြည့်ရအောင် တရားတရားပံကမိဘဆရာအနန္တနန္ဒကပါရဲ့ကျေးဇူးကိုကျေးအောင်ဆက်တတ်ပါစေလို့ကျွန်တော်တိုက်တွန်းလိုက်တယ်။နံပါတ်30နဲ့တိုက်တွန်းလိုက်တာ။အဲ့ဒီကျေးအောင်ဆက်ဖို့အတွက်ဒီဘဝမှာကျေးအောင်ဆက်မလို့ရည်မှန်းပြီးတော့အပြတ်လုပ်လို့မရဘူးလား။မရပါဘူး။တချို့ကပြောတယ်ကျွန်တော်ကမလုပ်ချင်သေးပါဘူးလေ။ဘုံစံဆန်နဲ့နောက်ဘဝတွေနောက်ဘဝတွေလုပ်ချင်သေးတယ်ဆိုတဲ့ပုံကိုရှိနိုင်မလားဗျာ။အဲ့ဒီပုံကိုကျွန်တော်ဘိုက်ဖို့လုပ်လို့ရတယ်။မရဘူးနော်။ဆူတောင်းကိုကျွန်တော်တို့တော်ပြီးဘိုက်ဖို့လုပ်မှာ လူပြောက်ကဘုရားစုတန်တာလေသူပန်းမစေကျွန်တော်တော့မတားရအောင်ကောင်းမြတ်တဲ့ကိစ္စကိုညီမကြီးဒီလိုပဲနောက်ဘက်ကြောင့်မှပြကျောက်ဒီဘုရားလေအနာဂတ်ဘက်လိုချင်တယ်အဲ့ဒီဘုက္ခုကိုတော့တားလို့ကောင်းမှာမတားနဲ့တော့သူ့တော်ဒါပေမဲ့ပါဒနာတော်အတွက်ကိုတော့နိုင်တယ်လို့တော့တနန်းတပိုင်းတော့ဂျေစုပြန်ဆက်ဖို့တော့တိုက်တော့ပါနေဆုံးတော့ဒီခုဘုရားမဆက်နိုင်တော့နောက်ဘုရားပေါ်ပြန်ကောင်းဆုံးတော့ဒီဘုရားတော်လေးနဲ့ပြီးအောင်ဆက်နိုင်ကြပါလိမ့်လို့ကဲမွေးနေ့နဲ့ပတ်သက်တာ၃မျိုးတဲ့ မွေးမင်းရဲ့အဓိပ္ပာယ်ကိုနားလည်တတ်ကြပါလိမ့်မယ်။မွေးမင်းရဲ့ဖြစ်ပေါ်လာရခြင်းရဲ့ကျေးဇူးရှင်တွေကိုအမှန်တိုင်းသိအောင်ကြိုးစားနိုင်ကြပါလိမ့်။သုံးကကျေးဇူးရှင်များကိုလည်းပြန်လည်၍ကျေးဇူးဆက်နိုင်အောင်ပြကြပါစေ။ဘုရားတို့အဓိပ္ပာယ်ပြီးပြီးတော့တန်ဖိုးရှိပြီးတော့စွမ်းအားတွေတို့တရားလုပ်နိုင်ကြပါစေလို့ကဲအဲ့ဒါကမွေးမင်းကဲသာပြီးပြီးတော့မွေးမင်းထံမှာဇာတာထက်မှာရှေ့ပိုင်းနောက်ပိုင်းလာပြီးကြည့်။သာပြီးပြီးတော့